မကြခင်မဲပေးရတော့မဲ့ရွက်ောက်ပွဲမတိုင်ခင်မှာမဲဆွယ်စီယုတ်ကာလာတွေမှာမဲဆန္ဒရှင်တွေရောကိုယ်စားလှယ်လောင်းတွေရောချင်းချောက်တဲ့အန်ဒီရီမရှိအောင်ပြီးတော့အကြမ်းဖက်မှုအန်ဒီရီမရှိအောင်ရန်စတာတွေနှောက်ဆက်တာတွေတားဆီးတာတွေမဖြစ်အောင်ဘယ်လိုဝိုင်းဝန်းတားဆီးကြမလဲဘယ်လိုအပြေရှားကြမလဲဘယ်လိုကာကွယ်ကြမလဲဆိုတော့ဒီဗီဒီဘိတ်မှာဆွေးနွေးသုံးသပ်ကြည့်အောင်ပါခင်ဗျာ ာခင်ကျင်းပါတော့မယ်ယူကော့ဝဲနီလာရနဲ့အမြမဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေတူတူလာရနဲ့အမြဒီဒီမပြေနှက်မှာတရားလက်လွတ်ချင်းချောက်တာတွေအကျန်းဖက်ဖို့လှုံ့ဆော်တာတွေမြင်ရကြားရတဲ့ခါမှာမဲဆန္ဒရှင်တွေဘက်ကပါတီတွေဘက်ကကိုယ်စားလှယ်လောင်းတွေဘက်ကတည်ငင်အေဂျင့်ဖြစ်အောင်ဘယ်လိုစိုးရိမ်ချက်တွေရှိနေလဲဒါတွေမဖြစ်အောင်အကျန်းဖက်မှုတွေမဖြစ်အောင်ဘယ်လိုဖြေရှင်းကြမလဲစင်စာတုံးသက်ဆွေးနွေးတင်ပြသွားမယ်ဒီဒီဘိတ်အစီအစဉ်ဖြစ်ပါတယ် ဒီနေ့ဆွေးနွေးကိုဖိတ်ခေါ်ထားတဲ့သူတွေကိုမိတ်ဆက်မိတ်ဆက်ပေးကြပါတယ်ဒေါ်နန်းစေဝါနော်ဖလုံစဘောဒီမိုကရက်တစ်ပါတီပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းနောက်ဦးမင်းသူမြို့သားဒီမိုကရေစီဖွဲ့ချုပ်လက်ရှိလက်ပြည်သူ့လွှတ်တော်မှနော်နောက်ဦးကျော်စံနော်တို့ရောကချင်ဒီမိုကရက်တစ်ပါတီမြို့သားလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ပါတယ်နောက်တစ်ယောက်ကဦးခုတ်ခတ်မန်ဟုတ်ကဲ့ဘိုးလုံးမှုဆောင်ကော်မတီဝင်ဆိုမီဒီမိုကရေစီဖွဲ့ချုပ်နော်ချင်းချောက်ဒါရီနောက်ဆက်ဒါရီတာစီဒါရီ စိတ်မလုံခြုံအောင် လုပ်နေတာတွေမဖြစ်အောင်ဒီပါတီတစ်ခုချင်းကရောဆရာမတို့ဘယ်လိုစီမံကိန်းတွေချထားလဲဘယ်လိုစဉ်းစားထားလဲတရားဥပဒေရဲ့ဟိုကျင့်စဉ်နဲ့ညီသွားရပြီးတော့စီရင်ခဲ့ပါတယ်ဒီဒီနေ့ဒီချိန်ကအထိကတော့ကျမတို့ရဲ့နေမြမာတော့ပေါ့နော်ပြိပက္ခဖြစ်စေတဲ့မဲဆွဲစီရင်မှုတွေတော့မကြားရသေးပါဘူးလို့တကယ်လို့ဖြစ်လာရင်ရောဖြစ်လာမယ်ဆိုရင်တော့ကျမတင်တဲ့ဒါကတော့ရွေးကောက်ပွဲကော်မရှင်ကတော့တာဝန်ယူရပါလိမ့်မယ်ဟုတ်ကဲ့ ဆိုဦးမင်းတို့ကတော့ကြုံလဲကြုံဘူးတယ်နော်လောက်ခဲ့တဲ့၃နှစ်ကဟိုလောင်လေးကွာတွေလောင်စလုံးတွေကြုံဘူးတယ်နော်ဟုတ်ကဲ့ပါအခုလဲကြုံရပြီလားအဲအခုကတော့ကျွန်တော်တို့ဒါနေပြီးတော့မက်ဆန္ဒနယ်ပေါ့လေနေပြီးတော့မက်ဆန္ဒနယ်ကရှင်းမြုံနယ်ရှိတယ်ရှင်းမြုံနယ်မှာပြီးရဲဂျားပြတ်ယူကပ်ပွဲကကျွန်တော်ဥတာတီတီမြုံနယ်အနေနဲ့ဝင်ဖွဲ့ချုပ်ကိုစားပြုမှာဝင်ပြိုင်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကချက်ချင်းပဲဒီအနည်းဆုံးစခန်းဥတာတီတီမြုံနယ်တောင်ညရစခန်းကိုချက်ချင်းဒီငုတ်ဖွင့်ပေးတယ်ငုတ်ဖွင့်တိုင်ကြားတယ်ပုံမှန် 294နောက်ပုံမှန်325အဲ့ဒါနဲ့သူအမှုဖွင့်ပြီးမှဒီစစ်စစ်ကြောမှုတွေလုပ်တယ်လုတ်ပြီးမှကျွန်တော်တို့ကလည်းအဲ့ကျွန်တော်ကိုယ်စားလောင်းတယောက်ဖြစ်နေတဲ့အတွက်ကျွန်တော်ရအောင်နိုင်ရုပ်ဖွင့်ဝင်တယောက်ကိုတာဝန်ပေးမှဒီကိစ္စဆောင်ရွက်စီရပေါ့လေဒါနဲ့ပတ်သက်လို့နောက်ပိုင်းမှာအခုနောက်ဆုံးအချိန်ဒီထောင်ကျွန်တော်ကဒီရက်တရားကောင်ကိုဖမ်းမိတယ်လည်းအကြောင်းမကြားဘူးနောက်တရားကောင်ကိုဘယ်လိုဆက်လုပ်တယ်လည်းအကြောင်းမကြားဘဲနဲ့အခုဒီရက်ပိုင်းမှာကျွန်တော်ဒီကိစ္စကိုပြိုင်မှမီးကြည့်လိုက်တဲ့အခါကျတော့ အမှုပိတ်သွားပြီဆိုတော့စောစောကဒါဥပဒေပညာရှင်တွေနဲ့ပတ်တာအမှုပိတ်တယ်ဆိုတာဘယ်လိုပုံစံမျိုးနဲ့ပိတ်တာလဲဒီတိုင်တဲ့သူကမဟုတ်ပြန်ရုပ်သိမ်းတာလားအပြန်ရုပ်သိမ်းတာလားဆိုတာဒါတိုင်တဲ့လူအနေနဲ့လည်းဘာမှမသိလိုက်ရဘူးအဓိကကတော့တို့ကျွန်တော်တို့နားလဲတာကဒီတရားခံကို မမိရင်ရှာဖွေလို့မရရင်အဲ့ဥစားဝရက်ဆိုင်ထားတဲ့ပုံစံမျိုးဖြစ်ရမယ်မမိတာမမိတာတက္ကနာရှာတာလည်းနှစ်ပေါင်းများစွာရှာပြီးတော့ဘယ်လိုမှမမိတော့ဘူးအဲ့လိုလားနောက်တစ်ခါဒီရဲ့တရားရုံးကို ဟိုတရက်ကမြင်းပြင်တင်ပို့ရမယ်လမ်းကြောင်းတွေရှိတယ်လို့ကျွန်တော်နားလဲတယ်အခုဟာကပိတ်လိုက်တယ်ဆိုတော့ဒီဟာကိုတရားဥပဒေအတိုင်းဆက်လက်ဆောင်ရွက်ဖို့အစီအနေထားမရှိသေးဘူးဆိုတာကျွန်တော်တွေ့ရတယ်နောက်ထပ်ဖြစ်လာရင်တော့နောက်ထပ်ပြန်ဖြစ်လာခဲ့ရင်ဟိုဥမင်းတို့ရဲတိတ်အာမကိုကျွန်တော်ပြင်နေတာအဓိကကျွန်တော်ကဥပဒေအာကိုတယ်ဥပဒေအာကိုတခါဒီအပြင်အခုဒီရဲ့ကိစ္စတွေမှာအဓိကတာဝန်ရှိတာကကော်မရှင်ဟုတ်ကဲ့နောက်ကော်မရှင်အောက်ကနေမှအစိုးရအစိုးရနေမှာ တက်ဆိုင်ရာဥတွေထိန်းចောင်းတဲ့ဌာနတွေဒီကိစ္စမှာအရေးယူပေးရမယ်ဆိုတာပါပါတဲ့အတွက်ဒီရဲ့ဥပဒေရဲ့ကျွန်တော်တို့ဒီကော်မရှင်ရဲ့အစိုးရရဲ့တာဝန်ရှိတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဟုတ်ကဲ့ဥကျော်ဆန်တော်ကကချင်ပြည်နယ်ကဆိုတော့လေကျွန်တော်မြန်မာနိုင်ငံပြည်တွင်းစစ်ကနှစ်ပေါင်း5060လက်နက်ကိုင်ပြိခါဖြစ်နေတဲ့ဒေသတွေမှာမဲဆွယ်စည်းရုံးလို့တွားဖို့အစီအမံပြရတယ်ကျွန်တော်ကြားရတယ်မဲယုံမဖွင့်နိုင်ဘူးဆိုတဲ့နေရာလေကျွန်တော်ကြားရအဲ့တော့အဲ့ဒီဒေသတွေမှာကိုယ်စားလှယ်တောင်းတွေအနေနဲ့ရောမဲဆန္ဒရှင်အနေနဲ့ရော စိတ်လုံခြုံအေးချမ်းစွာရွက်ကပွဲဖြစ်ဖို့အလားအလာတော်တော်ခက်ခဲတာပေါ့နော်စီစဉ်ဆောင်ရွက်ဖို့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီတတိပုဂ္ဂလပဲဖြစ်ပါတီကပဲဖြစ်ကိုစီလောင်းနဲ့အားလုံးကြားထဲမှာတော့ကျွန်တော်တို့ကိုယ့်ရဲ့ conduct ဆိုတာရှိပါတယ်ကျွန်တော်တို့ရွေးကောက်ပွဲကိုမတူညီ क्वे ပြားမှုရှိတဲ့အပေါ်မှာကျွန်တော်တို့အတိအမှတ်ပြုပြီးတံပိုးထားပြီးတော့ဘလို့ဒီမိုကရေစီအပြောင်းအလဲကိုရွေးကောက်ပွဲသွားမလဲဆိုတဲ့ဟာကိုကျွန်တော်တို့သဘောထားအမြဲတမ်းဖိလိလက်ရှိပါတယ်ဒါမဲ့ကျွန်တော်တို့အခက်ခဲခုနပြောသလိုပေါ့အခက်ခဲကတော့ခုနလိုမျိုး လွန်ခဲ့တဲ့ဒီဂျွန်လဒုတိယပတ်လောက်စပြီးတော့ဖက်ကန်နောက်စံဘရာဘွန်ပေါ့နောက်အခုဆိုဗမော်ခရံပဲပေါ့ဆိုတော့ဖြစ်လာတဲ့အစီအအတူချေမှုတွေနဲ့တိုက်ပွဲတွေဖြစ်တဲ့ခါကျတော့တချို့ကကျတော့ဂျာမန်ညက်နေလို့ဖြစ်တယ်တချို့ကရှောင်ပုံးနေတယ်ဥမာမြစ်ချနာမြို့ပေါ်မှာတင်းမတော်မှာ IDB ကက်တွေကအများကြီးဆိုတော့ဒီလူတွေကလည်းမေးစင်းပေးနိုင်မှုပုံမှာကျွန်တော်တို့၄ချိန်လောက်တောင်းဆိုရတဲ့အတိုင်းအခုချိန်ထိမရသေးဘူးဆိုတော့ကျွန်တော်တို့ရှေ့ကျတော့နည်းနည်းခတ်မှန်းရခက်တဲ့အနေအထားဖြစ်ပါတယ်ဟိုနိုင်ငံသားတွေကိုယ်နိုင်ငံကိုဒီမိုကရေစီပေါ်ဆောင်ဖို့မဲပေးကြတယ်အပြင်ကို ဒီနယ်မှာတော့မဲမဆွဲပါနဲ့ဆိုပြီးတော့တားတာတွေကျွန်တော်တို့ကြားရတယ်။ဒါဘယ်လိုရှင်းကြမလဲလဲ။မြစ်ကျနခရိုင်ဆိုရင်ဒါကျွန်တော်တို့ကျဖွေဆော့လော်အင်ဂျန်ရံပေါ့မြစ်ကျနတနိုင်ပေါ့ဆိုတဲ့အခါတင်းနေရမှာဖြစ်ပင်မဲ့လည်းပဲဥမာသူ့ရွေးကောက်ပွဲရဲ့2010ရဲ့2010ကြားဖြတ်ကြည့်လိုက်မယ်ဆိုရင်ကျဖွေမှာပဲဖြစ်တာမြစ်ကျနမှာလည်းတွားရိုက်ခိုက်တာပေါ့ဥမာကျွန်တော်တို့ကြံပြမလို့ဘူးဆိုတဲ့အနေထားဥမာဖက်ကတ်မှာဖြစ်ပင်မဲ့မဟုတ်ကောင်းမှာပြမလို့ဘူးဆိုတဲ့အနေထားဆိုတော့ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့တွားပြီးတော့ရိုက်ခတ်မှုတွေဖြစ်တယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ပါတီကိုယ်တိုင်လည်းဒါ ကျဖွေမှာဆန်းဖို့ဖြတ်ခံရတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဘာဖြစ်ဖြစ်ဒါရွေချက်ရှိရှိလာတောင်းလည်းမတော်တဆလာဒါပေမဲ့ကိုမြူတာကျန်တော့အတတ်နိုင်ဆုံးတော့ငယ်ကြီးတဲ့မှုလည်းငယ်အောင်ပေါ့ငယ်တဲ့မှုလည်းပပြတ်အောင်ဒါညီနိုင်ဆွေးနွေးအဖြစ်အရှာရင်းနဲ့ဒါတော့တွားနေရတဲ့အနေထားဖြစ်ပါတယ်လို့အခုကြားခဲ့ရမှာပေါ့နော်အခုပါတီ၃ခုကရင်ဆိုင်နေရတဲ့အနေထားတွေနဲ့ချင်းချောက်မှုတွေထဲမှာလူမျိုးရေးအရာရောဘာသာရေးအရာရောပါတီနိုင်ငံရေးအရာရောတားဆီးတာနှောက်ရက်တာချင်းချောက်တာအကြမ်းဖက်တာ အဲ့ဒါတွေပေါ်မှာဆရာတို့ခြုံတော်ပြီးတုံးတက်ပြီးပါလားချင်းတောင်နေသားနဲ့နှိုင်းရှင်ပြီးတော့ကျွန်တော်တို့ကပါတီအနေနဲ့ကွန်ကွန်ကွန်မစီရဲ့ထုတ်ပြန်ထားတဲ့စီစီမင်းစီကန်တိုင်းကြိုးစားပြီးတော့လို့ရမှာဒါပေမဲ့အကျန်းဖက်တော့ကကိုကလုံးမတာမှမအပြင်းအနေလာတာဆိုတော့အဲ့ဒါတော့ဘယ်လိုကျွန်တော်တို့တော့ကာကွယ်ဖို့ဆိုတော့ကျွန်တော်တို့ထင်တယ်တာဝန်ကတော့အမှန်ဆိုရင်ရွေးရွေးကောက်ပွဲမှာကော်မရှင်ကဒိုင်လိုကြီးပဲ ်ဒိုင်လိုဂျီနံပါတ်1ဘယ်မလိုက်ဘူးဟုတ်ပြီနံပါတ်2ပြည်သူရဲတပ်ဖွဲ့ရှိဖို့လိုတယ်ဘာမှပြမှာပြည်သူရဲတပ်ဖွဲ့မရှိသေးဘူးဘာဖြစ်လို့လဲဆိုပြည်သူကိုကာကွယ်တဲ့ရဲမရှိသေးဘူးပြည်သူဘက်မှာပါတဲ့တရားရုံးမရှိသေးဘူးကျွန်တော်တို့အဲ့ဒါပြည်သူ့ရဲတပ်ဖွဲ့ကျွန်တော်တို့ဖိတ်ပါတယ်အဲအကြောင်းကြောင်းကြောင့်တို့မလာနိုင်ဘူးပေါ့နော်ကျွန်တော်ပဲပြည်သူ့ရဲတပ်ဖွဲ့ကိုစားအဲဟုတ်တယ်ဆရာကိုပြောပြမယ်ဆိုရင်တို့မှာလူဦးရေမလုံလောက်ပါဘူးလို့ဝန်ခံထားတယ် လူမလောက်လို့လဲအထူးရဲတွေလာပါဆိုပြီးတော့အထူးရဲတွေခန့်ဖို့လဲပြင်ဆင်ရတာကြားရတယ်လူလောက်တာမလောက်တာအကြောင်းမဟုတ်သူတို့ကရဲကပြည်သူ့ဘက်မှာပြည်သူကဘာအကာအကွယ်မပေးတာအခုကျွန်တော်တို့ဒီနေ့ခေါင်းစဉ်အတွက်ကိုကျွန်တော်တယ်လီဖုန်းသုံးခွင့်ပြုပါနော်ဒီနေ့ခေါင်းစဉ်အတွက်ကို Facebook ကနေပြီးတော့နေမြန်လာတာလေးဖတ်ပြကြပါလားရွေးကောက်ပွဲရလတ်ကိုတနည်းတစ်ဖုံပြောင်းလဲစေဖို့ရည်ရွယ်ချက်နဲ့ဘာသာရေးကိုခုတုံးလုပ်နေတဲ့အဖွဲ့အစည်း ဒါမှမဟုတ်လူပုဂ္ဂိုလ်တွေကိုအခုလိုလွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်ပြုထားတာဘာလို့များလဲဆိုတာသိကြပါလေတဲ့ကျွန်မလက်ရှိအခြေအနေကတော့နှမျိုးတွေ့ရတာပေါ့နော် ပါတီတစ်ခုကဒီဘာသာရေးကိုခုတုံးလုပ်ပြီးတော့မင်းဆွေစည်းရုံးတာတွေလုပ်နေတာကိုတွေ့ရတယ်ဒါအပြင်နည်းနည်းလေးပြောင်ပြောပြပြလာပေးပါတီလဲဆိုတာလေဟုတ်ကျွန်မတင်နေဒါကတော့တနိုင်ငံလိုသိနေမှာပါတင်နေဟုတ်ကဲ့တကယ်တကယ်တော့ကျွန်မတို့က ဆရာကလုံးတည်နေတဲ့ဟုတ်ကဲ့အဖွင့်နဲ့ဆရာမရင်ညှိုးတဲ့အဖွင့်နဲ့ကိုယ်လွှဲမှာဆိုလို့ဆရာမနာမည်လေးပါထည့်ပြောပြီးတော့ကျွန်မတို့ကဟိုအတူပဲခေါ်လိုက်တာပေါ့နော်အမျိုးတိုးလို့ခေါ်တယ်ကျွန်မတို့မျိုးသားတိုးတဲ့ရေအဲ့လိုပြောတာအမျိုးသားကိုပဲလားမသိသူအဲ့လိုမျိုးပေါ့ပါတီကလည်းပါတီအစ်စ်လေးဆိုတော့လေဟိုတိတ်မဆွဲဘူးဒါမှ down ကတဲ့ပုံနဲ့ပေါ့နော်ဟုတ်ဟုတ်အခုနမေးတဲ့မေးခွန်းကတကယ်တော့သူတက်ဆိုင်တဲ့သူတယောက်ကိုမေးပုံရပါတယ်တက်ဆိုင်ရာကိုမေးပုံရပါတယ် ဘေးကကြည့်ရင်ဘယ်လိုမြင်လဲဆရာဒီဟာကအကြောင်းရှင်းရှင်းလေးပါခြေကဥတွေမှာလည်းပါပြီးသားရှိတယ်နိဘာရာရေးကိုနိုင်ငံရေးလို့ငါတုံးချရအောင်နောက်တစ်ခါကျွန်တော်ဒီတက်ဆိုင်ရာရုပ်ောက်ပွဲဥပဒေမှာတည်တည်ချာချာပြတ်ထမ်းမိတဲ့အတွက်ဥပဒေကမဖြစ်တင်ဘူးအဲ့တော့ဥပဒေမှာအကြီးအဆုံးဒီကိစ္စကိုထိန်းချောင်းပေးမဲ့အဖွဲ့အစည်းမှာပဲတာဝန်ရှိတယ်တနည်းအားဖြင့်အစိုးရမှာပဲတာဝန်ရှိပါတယ်တို့လူကြီးတွေမလောက်တော့ပါဘူးတဲ့အဲဒါအကြောင်းပြချက်ပါဒီလွတ်လပ်ပြီးတရားမျှတတဲ့ရုပ်ောက်ပွဲဖြစ်ရင်မဲဆွယ်နေရာတွေမှာကုသရေးလောင်းနေပဲဖြစ်ကောင်းတိုင်းရေးအဖွဲ့တွေဖြစ်ဆောင်ရွက်တဲ့နေရာမှာ သတင်းတပ်ဖွဲ့တို့တက်ဆန်ဆာဖားတို့တက်ဆန်ရလုံညုံကြီးတို့နော်ဒီကုသလဲတွေဘာမတ်ဘာတွေပြောတယ်ဘာတွေဟောတယ်အကုန်မှတ်တမ်းယူတာအဲ့ဒါကနေရာတကာတိုင်းမှာတွေ့ရတယ်အကုန်လုံးနဲ့ကြုံမှုမဲ့ထင်တယ်အဲ့တော့မလုံလောက်ဘူးဆိုတဲ့ဥစ္စာကဒက်ဆာရင်တို့ထင်းကြောင်းနိုင်တယ်ဆိုတာရှိတယ်နောက်ပြိပက်ခတ်တွေဖြစ်တယ်တို့အကုန်ရှိတယ်ဒီဟာတွေကိုလစ်လူရှုပြီးမှဒီသတင်းတွေကလည်းတက်ဆန်ရဒါကိုဌာနအကြီးဆုံးဖြစ်တယ်ဒါပြည်ထဲရေးပဲပြောပါတော့ပြည်ထဲဌာနဝန်ကြီးထိရောက်ပြီးတာ သူတို့ကဆက်လုပ်ရမှာလေဥတွေကိုအမှုတိဆောက်တာအမှုဇက်ကွယ်လောက်လေးကလောက်လေးကလည်းပြေခံတဲ့ကိစ္စပါဟုတ်အဲ့ဒါအပြင်ဖြစ်နိုင်ရရှိတာတွေကိုတိုးတင်ပြီးတော့မတိပဲမနေဘူးနေဘူးပြီးတော့ကျွန်တော်တို့ကဘယ်နေရာသွားမယ်ဆိုတော့အခု sketch တွေတင်ထားရတယ်ကော်မရှင်လည်းတင်ထားကော်မရှင်ကလည်းတာဝန်ယူရမယ့်ကိစ္စကိုကော်မရှင်ကရဲရေးပိုင်တဲ့အမှုတွေဖြစ်ပါတယ်ဆိုဥပဒေမှာဖော်ပြရဲကိုတိုင်တယ်ဟုတ်ကဲ့အဲ့ဒါတွေရဲရေးပိုင်တာတွေရဲရေးမပိုင်တာတွေဖြက်စည်းတာတွေနှောက်ရက်တာတွေထိန်းချောက်တာတွေအကျန်းဖက်တာတွေနဲ့ပတ်သက်ပြီးတော့ဥပဒေရှေ့တော့လဲဆရာတို့ ခုနေရှိတော့ကျွန်တော်တင်တင်ပြစေချင်ပါတယ်ဟိုအဲ့တော့ကျွန်တော်မြင်သလောက်ပြောရရင်တော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါပฏิပက္ခတွေမဖြစ်ဖို့ဆိုလို့ရှိရင်တော့တရားဥပဒေစိုးမိုးဖို့ရေးဆိုတာအဓိကကြပါတယ်အဲ့တော့ဥပဒေပြဋ္ဌာန်းချက်တိတိကျကျပြောပါလို့ဆိုရင်တော့ဒီရွေးကောက်ပွဲဥပဒေမှာအခန်း73ကတော့ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ပြစ်မှုတွေပါအဲဒီပြစ်မှုတွေနဲ့ပတ်သက်ပြီးတော့ကျူးလွန်တာတွေ့ခဲ့ရင်တော့ချက်ချင်းကျွန်တော်တို့ကရဲကိုတိုင်ချက်ကျွန်တော်တို့ဖွင့်ရပါလိမ့်မယ် ဆက်ခုနကြားလိုက်ရမယ်ထင်တယ်နော်ဟိုတရားခံဘယ်သူလဲရေရမသိရပဲနဲ့အမှုကပိတ်သွားပြီဆိုတာလေကျွန်တော်တို့ကတရားခံကိုစုံစမ်းဖော်ထုတ်လို့မရတဲ့အပိုင်းမှာတိတ်ကြာရှည်တဲ့အခါမှာကျွန်တော်ယာယီအားဖြင့်တော့ဒီဟာကိုပိတ်ထားပါတယ်လုံးဝပိတ်လို့မရပါဘူးနော်တရားခံရှာဖွေဖော်ထုတ်ဘယ်လိုသတ်မှတ်လဲအချင်းကြားလဲဆိုတော့သူစုံစမ်းဖော်ထုတ်မှုကာလရဲ့အတိုင်းတာတော့သူတို့စုံစမ်းစစ်ဆေးတဲ့ပုံကိုယ်တွေရဲ့ဒါသူတို့ရဲ့ဆုံဖြတ်ပါပဲဟုတ်ကဲ့နော်ဒီလိုကာလသတ်မှတ်ထားတာတော့မရှိပါဘူးတရားခံကိုတော့ဖော်ထုတ်ပြီးပြီး ဒီတရားခံကရှာဝေဖန်းစည်းလို့မရဘူးဆိုရင်တော့ကျွန်တော်တို့ဒီအမှုကိုတော့မူလအမှုကြီးပြိတ်ပြီးတော့တရားခံပြေးအမှုကျွန်တော်တို့ကဖွင့်လက်ထားပါမယ်ဆေးစုပါဆရာနောက်လိုလိုရလည်းရှင်းပြပြပေါ့နောက်ထပ်လေးဒီမှာ Facebook ကမေးခွန်းတစ်ခုကလည်းဆရာတို့လိုလိုရှင်းလေးသုံးသပ်ပေးပါလား Google Messenger စီရင်ကာလာမှာမှုကင်းတွေဒူးဆိုင်မှုတွေများလာတယ်ဆိုတော့ဟုတ်မို့တော့ကျွန်တော်မသိဘူးပေါ့နော်ရဲမှတ်တမ်းတွေတော့ကျွန်တော်တို့မသိဒီပေးသက်တယောက်ကတော့ဒီလိုမေးထားတယ်ဘယ်လိုတားဆီးရမလဲဆရာတို့ဘယ်လိုသုံးသပ်နိုင်မလဲ ပါတီတခုတို့မဟုတ် အဖွဲ့အစည်းတခုကတရားဝင်ဆီလွတ်ထားတာတင်တယ်အဲ့ဒါဆင်းဆင်းပြောရရင်ဒါဆရာတုံးသက်ချက်ပေါ့အဲ့ဒါကျွန်တော်တုံးသက်ချက်ပေါ်ဒီတခုကပါတီတခုကအဲရဲပြီးတူရဲတဲ့တရားရုံးထုတ်တဲ့အဖွဲ့အစည်းကြီးတဲ့အာနာပူကြီးတဲ့လူကအလုပ်ထားတာဆိုတော့တို့လည်းဘာမှမတတ်နိုင်တာမလုတ်ရဲတာမိုးပေါ်ကကြလာမိုးပေါ်ကကြလာမိုးပေါ်မလို့အဲမိုးပေါ်ကကြလာပေါ့ ဒါနဲ့ပတ်သက်တဲ့ဇုံလုံးနဲ့ပတ်သက်တဲ့ဗီဒီယိုသတင်းပြပချက်တွေတခုကြည့်အောင်ပါရွေးကောက်ပွဲမဲဆွယ်ကာလအတွင်းမှာနိုင်ငံရေးပါတီတွေအနေနဲ့အပြိုင်ဆိုင်မဲဆွယ်စည်းရုံးမှုတွေပြုလုပ်နေကြပါပြီမဲဆွယ်စည်းရုံးနေစဉ်အတွင်းမှာပဲတချို့ပါတီတွေအနေနဲ့အဟန္တာပြုခံရတာတွေပါတီဆိုင်ဖို့ဖြည့်ဆည်းခံရတာတွေနဲ့တခြားနည်းလမ်းမျိုးစုံသုံးပြီးနှောက်ယှက်ခံရတာတွေကိုလည်းကြားနေရပါတယ်ပြည်ကြတဲ့ရပ်ပိုင်းကရခိုင်ပြည်နယ်အမ်းမြူတွေတဲက ရခိုင်မျိုးသားပါတီယုံဆိုင်ဖို့ဖြည့်ဆည်းခံရပြီးအဲ့ဒီကြေးရွာမှာရှိတဲ့ချင်းဒီမိုကရေစီဖွဲ့ချုပ်ပါတီဆိုင်ဖို့ကိုလည်းဖြုတ်ချပေးဖို့ဖိအားပေးခဲ့တာတွေရှိခဲ့ပါတယ်တိုးတော်လဲဒါတွေကိုတစုံတရာရည်ယူဆောင်ရွက်တာမျိုးရွေးကောက်ပွဲကိုအဓိကတောင်းယူထားတဲ့တက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်တွေဘက်ကရောမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဘက်ကပါမတွေ့ရသေးပါဘူးအခုလိုမဲဆွယ်ကာလအတွင်းဘာသာရေးကိုအခြေခံမှုအပါအဝင်ပဋိပက္ခတွေဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေပေါ်စိုးရိမ်ပူပန်တဲ့အကြောင်းရန်ကုန်မြို့မှာရှိတဲ့နိုင်ငံသားတန်ယုံကိုကမကြသေးမီဂျပန်တွင်ကထုတ်ပြန်ကြေညာခဲ့ပါတယ် အဲ့ဒီပူရဲကြေညာချက်ကိုမြန်မာအစိုးရဘက်ကလက်မခံဘဲစန့်ကျင်ပယ်ချကြောင်းစက်တင်ဘာလ18ရက်နေ့နေ့စွဲနဲ့မြန်မာနိုင်ငံရေးဌာနကထုတ်ပြန်လိုက်ပါတယ်။နောက်ဆုံးရရှိထားတဲ့အချက်လက်တွေအားကရင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ကြေရပေါင်း400ကျော်တဲ့ကတရားကျော်ဟာရွက်ကောက်ပွဲမကျင်းပနိုင်တော့ဘဲကချင်ပြည်နယ်မှာလည်းမဲယုံပေါင်းအနည်းဆုံး90လောက်ရွက်ကောက်ပွဲလုပ်နိုင်မှာမဟုတ်တော့ဘူးလို့လုံခြုံရေးအကြောင်းပြချက်နဲ့ရွက်ကောက်ပွဲကော်မရှင်ကဆိုပါတယ်။ လာမယ့်2015ရွေးကောက်ပွဲကိုတတိပုဂ္ဂလနဲ့ပါတီပေါင်း90ခုကကိုယ်စားလှယ်စုစုပေါင်း6086ရွာဟာမဲဆနနယ်ပေါင်း1182နေရာမှာဝင်ရောက်ရှင်ပြိုင်သွားကြမှာဖြစ်ပါတယ်။အဲ့ဒီကိုယ်စားလှယ်တွေကိုမြန်မာတိုင်းနိုင်ငံလုံးကမဲပေးခွင့်ရှိသူ32တန်းကျော်ကမဲပေးရွေးချယ်သွားကြမှာဖြစ်ပါတယ်။